မင်္ဂလာပါရှင်စပုတ် PDF မြန်မာမှကြိုဆိုလိုက်ပါရယ်2025ခုနှစ်ဧပြီလ23ရက်နေ့ဗုဒ္ဓဦးနေ့အတွက်နောက်ဆုံးရပြည်တွင်သတင်းများကိုတင်ဆက်ပေးပါရမရှင်တရင်ကောင်းစဉ်ဇလင်းတွင်နေရက်ဆက်တိုက်တိုက်ပွဲဖြစ်ပွားပြီးစစ်သား20ကျော်တိစုံကအလောင်းမြောက်ကို 4K ဖြင့်တည်ယူ အင်းတော်မျိုးတွင်ပြည်သူများနှင့်တော်လိုင်းဤသမားများကိုတက်ဖြတ်ခဲ့သောစစ်အုပ်စုဝန်ထမ်းများနှင့် SNA တပ်ဖွဲ့ဝင်များပါဝင်တရားခံ30ကျော်ကိုဖမ်းဆီးရေးယူရန်ကုန်ပြည်လမ်းပိုင်းတွင်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်က လေရင်ဖြင့်ယူမအဆက်ရှိကြီးရွာများကိုစက်တိုက်ပုံကျဲပစ်ခတ်နေအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးကြပါမယ်။ဦးစွာဆလင်းတွင်နှစ်ရက်ဆက်တိုက်တိုက်ပွဲဖြစ်ပွားပြီးစစ်သား20ကျော်သေဆုံးကအလောင်းများကိုဖောကားဖြင့်တည်ယူခဲ့ရတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ မကွေတိုင်းစလင်းမြို့နယ်အတွင်း၌နှစ်ရက်ဆက်တိုက်တိုက်ပွဲဖြစ်ပွားပြီးစစ်သား20ကျော်တိစုံကတိစုံစစ်သားအလောင်းများကိုဖောကားဖြင့်လာရောက်တဲဆောင်သွားခဲ့ကြောင်းဗမာတပ်တော်အမှတ်3စစ်ဦးစီးကုကဲရီယုံကုကဲရီမှုထံကသိရှိရပါသည်။ဧပြီလ19ရက်နေ့နနက်9:35မိနစ်အချိန်စလင်းမြို့နယ်နှွေတမဲကြီးရွာမှနှွေတမဲမြောင်းအတိုင်းရှတ်တိုးရွာဘက်သို့စစ်ကြောင်းထူးလာသောအင်အား150ခန့်ပါဂျမ်ဘတ်စစ်တပ်စစ်ကြောင်းမှနနက်09:45မိနစ်အချိန်ဒေါ်လိန်တပွဲဝင်များထောင်ထားသောမိုင်းနေမီက ပောက်ကွဲခဲ့ကြောင်းဒုနောက်စေကောင်းစီတပ်သားများကမိုင်းရှင်းလင်းရေးလှုံ့ဆော်ခဲ့ပြီးဒံယာရစစ်သားများကိုတိုက်ဆောင်ကဆက်လက်ချစ်တက်လာခဲ့ကြောင်းသိရှိရပါသည် တို့သူချီတက်လာမှုကြောင့်ဗမာတက်တော်အမှတ်900ခွန်တက်ရင်ပောက်တောင်ပိုင်းဂျမိုင်းရီနေသူနာပြူတခွဲတို့ကစောင့်ကြည့်၍နေ့17:45မိနစ်အချိန်လက်နေကြီးလက်နေငယ်များဖြင့်စတင်တိုက်ခိုက်ခဲ့ရမှာပြန်လည်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းရင်းတိုက်ပွဲတွင်ဒေါ်လိန်တက်ခွဲဝင်များထောင်ထားသောရှေ့ထွက်မိုင်းများနဲ့လက်နေကြီးများဖြင့်ပြစ်ခတ်မှုများကြောင့်စစ်ကောင်စီတပ်သားများမှထိခိုက်ဒဏ်ရာများစွာရရှိခဲ့ကြောင်းသိရှိရပါသည်ရင်းထိတွေ့တိုက်ပွဲတွင်ဂျမတ်စစ်ကောင်စီစစ်ကြောင်းကလက်နေကြီးများဖြင့်ပြန်လည် ဖြစ်ခဲ့သဖြင့်လက်နေကြီးများမှဆလင်းမျိုးနယ်ပန်တောကြီးကြီးရွာသို့ကြားရောက်ပောက်ကွဲခဲ့ပြီးဒေသနေပြည်သူ9ဦးထိခိုက်ခဲ့ကမြို့သားတအူနေရာတွင်ပင်သေဆုံးခဲ့ကြောင်းသိရှိရပါသည် ထို့တူပင်ဧပြီလ20ရက်နေ့နနက်9:59မိနစ်အချိန်ဇလင်းမြို့နယ်တမြင်ကင်တွင်ဒေါ်လိုင်းတက်များကမိုင်းထောင်ရီခုခံတိုက်ခိုက်ရန်ပြင်ဆင်နေချိန်တွင်စစ်တပ်ကညောင်ကုန်းမင်းစလီရွာဘက်မှစတင်ပစ်ခတ်ခဲ့ကြောင်းအလားတူပင်ဘန်တော်ကြီးရွာနှင့်မြောင်းခွာရွာဘက်နေရာများကိုလည်းဒရုန်းဖြင့်ပြန်ဝဲ၍ကင်းထောက်ခဲ့ကြောင်းသိရှိရပါသည်။ထို့ကြောင့်ဧပြီလ20ရက်နေ့နနက်10:30မိနစ်အချိန်ခန့်တွင်ဒေါ်လိုင်းတပ်ပေါင်းစုကဂျမ်ဘက်စစ်ကောင်စီတပ်သားများရှိရာနေရာညောင်ကုန်းပိုင်နှင့်ရတော်လက်ပံပင်ပိုင်တို ကို drone ဖြင့်ပုံနှလုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းစစ်တပ်ကလည်း jet fighter ဖြင့် pandor ကြီးရွာကိုနှစ်ကြိမ်တိုင်ပုံကျဲတိုက်ခိုက်ခဲ့ပြီးစစ်တပ်ကြီးများဖြင့်ပြန်လည်ပစ်ခတ်ခဲ့ကြောင်းသိရှိရပါတယ်။ယင်းနေ့မွန်တဲ12:50မိနစ်ချိန်ခန့်တွင် jet စစ်တပ်စစ်မြေပြင်စစ်ကြောင်းကရှေ့ဆက်ချီတက်လာခဲ့ရမှာမဲဇလီခွေရွာအထက်မန္တလေးဖျားကြီးအနီးဗမာတပ်တော်ကထောင်ထားသောမိုင်းကိုစစ်တပ်ကနှိပ်ပြီးပောက်ကွဲခဲ့ကြောင်းမိုင်းပောက်ကွဲချိန်ဗမာတပ်တော်ရဲဘော်များကစစ်တပ်ကိုပစ်ခတ်တိုက်ခိုက်ခဲ့ရမှာအပြန်အလှန်ပစ်ခတ်တိုက်ပွဲ ွဲ၃နာရီခန့်ကြာမြင့်ခဲ့ကြောင်းသိရှိရပါတယ်။စစ်ကောင်စီ၏စစ်ကြောင်းကလီကြောင်းပစ်ကူအချိန်များစွာအုံပြုလျက်ဆက်လက်တိုးစစ်ဆင်လာခဲ့ပေမဲ့လေဒေါ်လင်းဤတပ်ပေါင်းစုများဘက်မှလက်နက်ကြီးလက်နက်ငယ်များဖြင့်နောက်မဆုတ်တမ်းပြန်လည်ခုခံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထို့ကြောင့်စစ်တပ်မှထိနာပြီးဧပြီလ20ရက်နေ့ညနေ3:44မိနစ်ချိန်ခန့်တွင်နောက်သို့ပြန်လည်ဆုတ်ခွာသွားကြောင်းသိရှိရပါသည်။ဧပြီလ20ရက်နေ့ညနေ6:18မိနစ်အချိန်ညောင်ကုန်းရွာနှင့်ရှတောရွာဘက်တွင်စစ်တပ်ကခိတအခြေပြုနေစဉ်ဗမာတပ်တော်နှင့်ပူးပေါင်းတပ်များကဒရုန်းပုံများ60မမလက်နက်ကြီးများဖြင့်ထပ်မံပစ်ကတ်တိုက်ခိုက်ခဲ့ရမှာဂျမက်စစ်သားများထိခိုက်ကြဆုံးများခဲ့ကြောင်းမကွေးလီတပ်မှလေကြောင်းပစ်ကူ9ကြိမ်လာရောက်ပစ်ခတ်ခဲ့ကြောင်းသိရှိရပါသည်။အဆိုပါတိုက်ခိုက်မှုများကိုတော့ဗမာတပ်တော်အမှတ် 900ခွန်တရင်ပေါ့တောင်ပိုင်းကျမကြီးနဲ့တူနာပြုတ်တပ်ဖွဲ့တောင်စစ်အောင် LPDF မင်းမှုခိုင်အမှတ်တတရင်မင်းမှုခိုင်လေယုံတပ်ဖွဲ့ပကဖဆလင်းတို့မှပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိခဲ့ကြောင်းသိရှိရပါတယ်စစ်တပ်ကလေကြောင်းပစ်ကူရွေ့ရွေ့ဆလင်းမြို့နယ်အတွင်းရှိကြေးရွာများကိုအင်အားလုံးရင်ဖြင့်တိုးစစ်ဆင်နေပြီးလက်ရှိချိန်ထိတော်လိုင်းတပ်ဖွဲ့များတင်းချုံနေမြေကိုထုဖောက်နိုင်ခြင်းမရှိသေးကြောင်းသိရှိရပါတယ်ဆလင်းမြို့နယ်အတွင်းစစ်တပ်ကအင်အားများစွာတုံး၍စစ်ကြောင်းများခွဲ ဲကထုစစ်ဆင်နေတဲ့အတွက်ပြည်သူများအနေဖြင့်လေကြောင်းအန်ရဲ့လက်နက်ကြီးအန်ရဲ့များချရောက်ခြင်းမရှိစေရန်ဘုံကိုကျင်းများဒုထရန်နဲ့ပြည်သူကာကွယ်ရေးတပ်များရဲ့ညွှန်ကြားချက်များကိုတတိမတိန်လိုက်နာဆောင်ရွက်ကြပါရန်တတိပေးတိုက်တွန်းထားပါရရှင် ဆက်လက်ပြီးအင်တော်မျိုးတွင်ပြည်သူများနှင့်တော်လှန်ရေးတမများကိုတပြက်ခဲ့တဲ့စစ်အုပ်စုဝန်ထမ်းများနဲ့ SNA တပ်ဖွဲ့ဝင်များအပါအဝင်တရားခံ30ကျော်ကိုဖမ်းဆီးအရေးယူလိုက်တဲ့တဲ့တင်ကိုတင်ဆက်ပေးကြပါရစေ။ဇဂိုင်းတိုင်းအင်တော်မျိုးတွင်ပြည်သူများနှင့်တော်လှန်ရေးတမများကိုတပြက်ခဲ့တဲ့ထွေအုပ်ဝန်ထမ်းများမြို့နယ်အုပ်ချုပ်ရေးမှူးပြည်စော်တီများနဲ့ SNA တပ်ဖွဲ့ဝင်များအပါအဝင်တရားခံ30ကျော်ကိုဖမ်းဆီးအရေးယူထားကြောင်းအင်တော်မျိုးပြည်သူ့ကာကွယ်ရေးတပ်မတော်တဲ့တင်မြင့်တန်းကသိရှိရပါရစေ။ဧပြီလ9ရက်နေ့အင်တော်မျိုးကိုတင်ပိုက်ခဲ့ကြောင်း ဧပြီလ9ရက်နေ့တွင်အင်းတော်မျိုးကိုတင်ပိတ်ခဲ့ကြောင်းရင်းနောက်ပြည်သူများနဲ့တော်လိုင်းဤသမားများရဲ့မိသားစုများကိုအစုလိုက်ပြုံးလိုက်တက်ပြတ်မှုကျွလွန်ထားတဲ့ကျွလွန်ထားသူမြို့နယ်အုပ်ချုပ်ရေးမှုပြည်စော်ဒီများ SNA တပ်ဖွဲ့ဝင်များတွေ့ရုပ်လောက်ကအုပ်ချုပ်ရေးမှုများပါဝင်စစ်တပ်ထောက်တိုင်30ကျော်ကိုဖမ်းဆီးရေးယူထားကြောင်းဖမ်းဆီးထားသူများမှ PDF တပ်ဖွဲ့ဝင်မိသားစုဝင်များကိုအစုလိုက်ပြုံးလိုက်တက်ပြတ်ခဲ့သည့်ပြင်တော်လိုင်းဤသမားများကိုဖမ်းဆီးထောင်ချရရင်ပါဝင်ခဲ့သူများပြည်ကြောင်သိရှိရပါရယ်ဖမ်းဆီးရရှိသူများတွင်2022ခုနှစ်အောက်တိုဘာလ28ရက်နေ့အင်းတော်မျိုး နဲ့နမဟုတ်ကြီးကြီးရွာနေ PDF မိသားစုဝင်အမျိုးသား၈ဦးကိုဆုလိုက်ပြုံလိုက်တပြက်မှုကိုဦးဆောင်ခဲ့တဲ့ပြူစောထီကောင်းဆောင်တင်စော်ဝင်အင်းတော်မြို့နေပြည်သူများကိုဖမ်းဆီးထောင်ချရာတွင်ဦးဆောင်သူမြို့နယ်မှုလှတင်ပြူစောထီကောင်းဆောင်အောင်မြင့်နိုင်ပြူစောထီဖွဲ့ဝင်အောင်ကုန်းရွာသားအောင်ဝင်ဒုတိယအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများပါဝင်ကြောင်းသိရှိရပါတယ်၂၀24ခုနှစ်ဩဂတ်လ16ရက်နေ့တွင်အင်းတော်မြို့သိမ်းတိုက်ပွဲကို KIA PDF ဖူပေါင်းတပ်ဖွဲ့များကစတင်ခဲ့ရမှာရွှေလခဲ့အကြာ၂၀25ခုနှစ်ဧပြီလ9ရက်နေ့ညပါ ပိုင်းတွင် အပိသက်သိမ်းမနိုင်ခဲ့တာလည်းဖြစ်ပါရယ်အင်းတို့မျိုးတင်တိုက်ပွဲတွင်တမ80ကွန်တမမူပူမူကျုပ်အောင်တပ်ဦးပါဝင်စစ်တုံးပန်180ကျော်ကိုဖမ်းမိခဲ့တဲ့အပြင်လက်နက်ကင်းရဲ့အမြောက်များကိုလည်းတင်စီရရှိခဲ့တာလည်းဖြစ်ပါရယ်ရှင် ဆက်လက်ပြီးရန်ကုန်ပြည်နယ်မှာနေတိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကလေရင်ပြင်းယူမအဆက်ရှိခြေရွာများကိုစစ်တိုက်ပုံးကျပစ်ခတ်နေရဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါရစေ။ပဲခူးတိုင်းရန်ကုန်ပြည်နယ်မှာနေတိုက်ပွဲပြင်းထန်နေခဲ့ပြီးဂျမ်းမက်စစ်တပ်ကလေရင်ပြင်းယူမအဆက်ရှိခြေရွာများကိုစစ်တိုက်ပုံးကျပစ်ခတ်နေပြီးမင်းလာမြို့ပေါ်တွင်လည်းစစ်တပ်ကခန်းစစ်ပြင်းစင်ထားနေကြောင်းဒေသရင်းသတင်းရင်းမြစ်များထံကသိရှိရပါရစေ။ဧပြီလ22ရက်နေ့နေ့စနေနေ့ကြောခန့်မှစတင်ပြီးမင်းလာမြို့နယ်ပိုင်းရန်ကုန်ပြည်နယ်မှာတွင်ဂျမ်းမက်စစ်တပ်နှင့်တော်လိုင်းတပ်ဖွဲ့ဝင်များတိုက်ပွဲ စတင်ပြင်ထန်ခဲ့တာဖြစ်ကြောင်းသိရှိရပါတယ်။ဒီတွေ့တိုက်ပွဲအတွင်းဂျမတ်စစ်တပ်ဘက်မှထိခိုက်ဒေဆုံးသူများပြခဲ့ပြီးစစ်သားအလောင်းများနဲ့တရားရစစ်သားများကိုမင်းလာစေယုံသူပူဆောင်နေကြောင်းမင်းလာစေယုံနဲ့လည်းပြင်ပလူနာများကိုဆက်လက်လက်ခံခြင်းမရှိတော့ဘဲတရားရစစ်သားများကိုသာစေကူတာရဲ့လှုပ်ဆောင်နေကြောင်းသိရှိရပါတယ်။တိုက်ပွဲဖြစ်ပေါ်နေချိန်တွင်ဂျမတ်စစ်တပ်ကမင်းလာမြို့နယ်ပိုင်းပကူရွတ်မှဆက်ရှိကြီးရွာများကို လေရင်ဖြင့်ဇက်တိုက်ပစ်ခတ်ပုံကျဲတိုက်ခိုက်နေပြီးရဟတ်ရင်များလည်း ရဟယင်များလည်းဇက်တိုက်ပြောင်းဝဲနေခြင်းကြောင့်ပြည်သူများတိခိုက်မှုအခြေအနေနဲ့ပျက်စီးမှုအခြေအနေကိုတည်ပြုနိုင်ခြင်းရှိသေးကြောင်းသိရှိရပါတယ်။ထို့ပြင်ကျမ်းမတ်စစ်တပ်ဟာလက်ရှိတွင်မင်းလာမြို့တဲ၌ခန်းစစ်ပြင်ဆင်နေပြီး PDF တပ်ဖွဲ့များမြို့လာရောက်တိုက်ခိုက်မှုကိုစိုးရိမ်နေတဲ့အတွက်မင်းလာမြို့ရဲစခန်းရှိကိုလည်းစစ်တပ်ကပိတ်ချလိုက်ပြီးရဲစခန်းခေါင်းမှုပေါ်မှာမကျတဲ့တနက်များထောက်ရဲအထက်နေရာယူထားကြောင်းသိရှိရပါတယ်ရှင်။ ီကနေ့2025ခုနှစ်ဧပြီလ23ရက်နေ့ဗုဒ္ဓဟူးနေ့အတွက်လာဆိုရပြည်တွင်သတင်းများကို Support PDF မြန်မာမှတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ဒီမှာကတော့သတင်းတင်ဆက်သူနှောင်းယင်မွေးဖြစ်ပါရရှင်။